အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြန်လည်မျှဝေပေးမယ့်အကြောင်းအရာလေးကတော့ Facebook မှာကိုဘလော့ထားတဲ့သူကိုဘလော့ပြန်ဖြေလို့ရတဲ့နီလန်လေးကိုမျှဝေပေးတော်မှာဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ဤပညာနဲ့ပတ်သက်တဲ့ဘုဒ္ဓတာတွေလေ့လာလို့ရအောင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့လည်းတောင်းဆိုချင်ပါတယ်အဆိုရင်အရင်ဆုံးအနေနဲ့ကျွန်တော်တို့ Facebook ထဲကိုဝင်လိုက်ပါမယ် ဲ Facebook ထဲကိုရောက်ပြီဆိုရင်တော့အဲကျွန်တော်တို့ရဲ့ profile ထဲကိုဝင်ရမယ့်နေရာလေးပေါ့နော်အခုကျွန်တော်တို့ဒီနေရာလေးကိုဝင်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့အောင်းသားမှာရှိတဲ့ဒီ setting and privacy ဆိုတာလေးထဲကိုဝင်လိုက်ပါမယ်ပြန်တော့ကျွန်တော်တို့ setting နဲ့ကိုထပ်ဝင်ပါမယ် ဆက်တင်နဲ့ကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့အောင်နာလေးကိုနည်းနည်းဆွဲပါမယ်ဒီအောက်ဆုံးနားမှာရှိတဲ့အဲအခုကျွန်တော်၄000ဝိုက်ပြတဲ့ဒီ block ကြီးဆိုတဲ့နေရာလေးပေါ့နော်အဲဒီလူရုပ်ပုံလေးနဲ့နေရာလေးကိုဝင်လိုက်ပါမယ်ဗျအဲဒါဆိုရင်တော့ဒီထဲမှာကျွန်တော်တို့ vlog ထားတဲ့အကောင့်နေဒီထဲမှာပေါ်နေမှာပေါ့နော်ဒါကိုပြန်ပြီးတော့ကျွန်တော်တို့ vlog ဖြုတ်မယ် vlog ဖြုတ်ခြင်းနဲ့ဆိုရင်တော့ခုဒီ unblock ဆိုတာလေးကိုနှိပ်ပြီးတော့ blog ဖြည့်လိုက်လို့ရပါတယ် ဟဲ့ဒါလေးကိုနှိပ် ပြီးတော့ block ဖြည့်ပေးလို့ရပါတယ်ဗျပြင်တော့ဒီအောက်မှာလဲကျွန်တော်တို့ unblock ဆိုပြီးထပ်ပေါ်လေပေါ့နော်အားလေးကိုထပ်နေလိုက်ပါမယ်အဲဒါဆိုရင်တော့ကျွန်တော်တို့ရသွားပြီပေါ့နော်အဲ့ဒီအကောင့်ကိုပြန်ပြီးတော့ဖလန်းအက်ချင်တယ်ဆိုရင်လဲကျွန်တော်တို့အဲ့ဒီအကောင့်ကိုရှာပြီးတော့ပြန်အက်လို့ရပါတယ်ဗျ ဟုတ်ကဲ့ဒီနီလန်းလေးအတိုင်းကျွန်တော်တို့ကိုဘလော့ထားတဲ့အကောင့်ကိုဘလော့ပြန်ဖြည့်လို့ရပါတယ်ဒီနေ့ကျွန်တော်ပြန်လဲမျှဝေပေးခဲ့တာတော့ကိုဘလော့ထားတဲ့ Facebook အကောင့်ကိုဘလော့ပြန်ဖြည့်လို့ရတဲ့နီလန်းလေးကိုမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်